အာဆင်နယ်ရဲ့ဘွဲမှာဖက်ကွာရီယိုလာကဘောလုံးပိုင်ဆိုင်မှုသူ့ရဲ့နီးပြဘဝတစ်လျှောက်မှာအ ਨੇ ဆုံးဖြစ်တဲ့33ရာခိုင်နှုန်းမဲဘောလုံးကင်ပြီးတော့မှ9ရောက်တန်ခံစစ်ကိုအဓိကအတုံးပြုပြီးတော့မှအာဆင်နယ်ကိုရင်ဆိုင်သွားခဲ့တယ်။60နဲ့မှ10မိနစ်မှာဖိုလ်ဒန်စားဝင်လာခဲ့တဲ့အကီကမန်ချက်စတာစီးတီးကို5-4-1ဆိုတဲ့ defensive face နဲ့ကစားမယ်ဆိုပြီးတော့မှညွန်ကြားခဲ့တယ်ဒီလိုပုံစံနဲ့ပဲမန်ချက်စတာစီးတီးကအာဆင်နယ်အသင်းကို5-4-1ဆိုတဲ့ defensive face နဲ့ခံပြီးရောက်မှကစားခဲ့တယ် ဆိုတော့ဖက်ခွာယူလာရဲ့ ideology တွေပြောင်းလဲလာမှုအကြောင်းကိုပြောကြမယ်ဆိုလို့ရှိရင် inverted winger တွေဒါမှမဟုတ်လို့ရှိရင်လည်း force nine ဒါမှမဟုတ်လို့ရှိရင် inverted fullback ဒါတွေအကုန်လုံးကိုပြောကြမှာလားဆိုတော့အခုဖက်ခွာယူလာကခံစစ်ကိုကစားနေပြီ Manchester City ကဘယ်လိုပုံစံပြောင်းလဲနေပြီလဲပေါ့ဖက်ခွာယူလာကသူတို့ရဲ့ ideology ကိုဘယ်လိုပြောင်းလဲတာလဲဘာကြောင့်ပြောင်းလဲတာလဲဒီရဲ့အလားအလာကဘယ်ထိသွားမလဲဆိုတဲ့အကြောင်းအရာကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်အကြောင်းအရာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှင်ဇာလိုက်ကြရအောင် အာဆင်နယ်နဲ့ပွဲမှာမန်ချက်စတာစီးတီးကဒုတိယပိုင်း60နှစ်မှာ10မိနစ်ကနေစတင်ပြီးတော့မှ5-4-1ကစားတဲ့အတွက်ကြောင့်လို့အများစုအတွက်ရှော့ရခြင်းစရာဖြစ်ခဲ့တယ်။ဒါပေမဲ့တကယ်တမ်းတော့မန်ချက်စတာစီးတီးက5-4-1ကိုစတင်ပြီးတော့မှပရီးမီးယားလိဂ်မှာခန်းစစ်ကစားပါမယ်ဆိုတဲ့ပုံစံမျိုးကိုစတင်ခဲ့တာကမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလို့ပြောရလိမ့်မယ်။ယူနိုက်တက်နဲ့ပွဲမှာမန်ချက်စတာစီးတီးက3-0နဲ့အပြတ်နိုင်နေသည့်တိုင်အောင်89မိနစ်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်အခင်းဝင်လာပြီးတော့မှမန်ချက်စတာယူနိုက်တက်ရဲ့ဒီတိုက်စစ်ကိုတားဆီးနိုင်ဖို့အတွက် Manchester City ကဒီမှာမြင်ရတဲ့အတိုင်းပဲ5-4-1ဆိုတဲ့ defensive phase ကိုအသုံးပြုသွားခဲ့တယ်။ဆိုတော့ဒီပွဲစဉ်မှာတော့ကောင်းကောင်းလုပ်ဖြစ်ခဲ့တယ်လို့ပြောရလိမ့်မယ်။ Manchester United ဘက်ကလည်းမထိုးဖောက်နိုင်ခဲ့ဘူး။ Arsenal နဲ့ပွဲမှာတော့ဒါမျိုးမဟုတ်ဘဲနဲ့ Manchester City ကဒီတက်ပေါ်ပြီးတော့မှပွဲချိန်ကိုစောပြီးတော့မှဒီ defenses ကိုစတင်ပြီးတော့မှကစားခဲ့တယ်။ဒါကတော့60နဲ့မှ10မိနစ်မှာကလေးကစပြီးတော့မှကစားနေပြီ68မိနစ်မှာပေါ့နော်ဆိုတော့ Manchester City ကဒီ အာဆင်နယ်ရဲ့ပွဲမှာသလိုရှိရင်60မိနစ်မှ80မိနစ်မှာသလိုရှိရင် free folden အစာအခီဝင်လာခဲ့တယ်ဒီမတိုင်ခင်မှာတော့ Kusanov နေရာကို Nunes အစာတွင်ပြီးတော့မှသူရဲ့ဒီ wing back area တွေကိုပို့ပြီးတော့မှ cover ဖြစ်နိုင်အောင်လို့တကယ် fullback ကစားသမားစစ်စစ်သူရဲ့ system မှာအန်ဝင်နေပြီးသားဖြစ်တဲ့ fullback ကစားသမားတယောက်ကိုအသုံးပြုသွားခဲ့တယ်ဆိုတော့ဒီရဲ့5 4 1ကဘယ်လိုလုပ်လို့လဲဆိုတော့အဓိကအပြင်တော့ Arsenal အသင်းရဲ့တိုက်ခိုက်မဲ့နေရာတွေကိုအဓိကအပြင် ကာဗာလို့တာအာဆင်နယ်အသင်းရဲ့ဒီ play မှာဆိုလို့ရှိရင်တစ်ချက်ပြန်ကြည့်မယ်လို့ရှိရင်အာဆင်နယ်ကစားတဲ့ဟန်ကအဓိကအဖြစ်တော့ box shape stand နဲ့3 box 3ဆိုတဲ့ shape stand နဲ့အဲ့ဒီ shape က has speed တွေကိုအဓိကတိုက်ခိုက်တာဆိုတော့ has speed တွေမှာနေရာကျင်းနိုင်ဖို့အတွက် Manchester City ကအဓိကအဖြစ်တော့ပိတ်ကစားတာလို့ပဲပြောရလိမ့်မယ်ဒီမှာတွေ့ရတိုင်းပဲဆိုတော့ Bernardo က shadow marking အနေနဲ့ color fury ကိုယူထားတယ်ဒါအပြင်ကိုဒီပြိုင်ဘက်ကစားသမားအနေနဲ့လည်း 541ဆိုတဲ့အနေထားမှာတို့ချင်း fullback မှာရှိနေကစားသမားကနှစ်ဖက်စလုံးကို cover ပြီးနိုင်တဲ့အနေထားမှာရှိရတာအပြင်ကိုအဓိကကျတဲ့ဒီ box area တွေဒီသူတို့ရဲ့ inside channel တွေပေါ့နော် channel တွေကိုဘောလုံးဝင်မခံမင်းနဲ့ Manchester City က541ဆိုတဲ့ face ကိုအသုံးပြုသွားခဲ့တယ်အဓိကပြင်တော့ Arsenal အသင်းရဲ့ပုံစံပေါ်မှာ hand ပေါ်မှာ move တီးပြီးတော့မှ Manchester City ကပြောင်းလဲတာလို့ ရေဦးရပြောမယ်ဆိုပုံမှန်လိမ့်မယ်လို့ထင်တယ်။ဗာလဲဆိုတော့541ကြီးပဲတကုံကစားနေတာမျိုးပြောလို့ရှိရင်ဒီတင်းနဲ့မလို့541ကစားကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာထက်တိုင်ဘက်ကအရင်ထိုးပေါက်လာတဲ့အခါပြန်ဘက်က insight channel ကိုပို့ပြီးသုံးလာနေတဲ့အသင်းမျိုးပြန်ဘက်ကဒီ ideology တစ်ခုကိုကောင်းကောင်းနားလည်နေတဲ့အသင်းမျိုးဖြစ်တဲ့အချိန်မှာဖန်ကွာဒီယိုလာကသူ့ရဲ့တိုင်ဘက်ပေါ်မှာမူတည်ပြီးတော့မှကစားကွက်ပိုင်းဆိုင်ရာကိုပြောင်းလဲလိုက်တာလို့ပြောမှန်လိမ့်မယ်ဒီမှာသလို့ရှင်ဘာကြောင့်မလို့541ကစားရလဲဆိုတာရှင်းနေလိမ့်မယ်ဒီမှာတွေ့တဲ့အတိုင်းပဲဆိုတော့ box area တွေသူတို့ရဲ့ဒီအာ pocket area တွေကိုလုံးဝကျင်းအောင်ကစားတယ် pocket area တွေကိုလူဝင်မခံဘူးလူဝင်နေဆိုရင်တောင်မှဘောလုံးဝင်မခံတဲ့ပုံစံမျိုးနဲ့ Manchester City ကဒီမှာကစားသွားတယ်ဒါဆိုတစ်ဖက်ချမ်း pocket area တောင်မှလို့ရှိရင်လည်းတခြားတစ်ဖက်ချမ်းကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်လည်းထိုးတူပဲတွေ့ရလိမ့်မယ်အာ Arsenal အသင်းနေတဲ့ဒီ pocket area တွေကိုပြေးဖို့တော့အခွင့်လုံးဝမပအောင်လို့ Manchester City က defensive play ကိုကစားသွားခဲ့တာဆိုတော့ဒီအနေထားကိုပဲအချိန်များ ကြီးမှာအချိန်တိုင်းတာတတော်ငယ်များမှာတွေးရလိမ့်မယ်လို့ထင်တယ်အဲ့တော့ဖက်ကွာရိုလာပါလဲပေါ့ဖက်ကွာရိုလာကဘာလို့ရှင်နေရလဲပေါ့ဂွာဒီယိုလာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အတိတ်သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်ရင်ဖူဘတ်ဒီကိုအတွင်းထဲကိုဝင်ခိုင်းနေဒါမှမဟုတ်လို့ရှင်လည်းနောက်ထပ် force 9နေတဲ့ဓာတ်တွေဒါမှမဟုတ်လို့ရှင်လည်း3 box 3ဒါမျိုးပုံစံနေနဲ့ဖက်ကွာရိုလာကိုကျွန်တော်တို့မြင်ခဲ့ကြရတယ်ဂွာဒီယိုလာကအရင်တုန်းကပုံစံတိုင်းဆိုလို့ရှင်ရင်တော့ပြန်ဘက်တွေကကြိုက်တဲ့ပုံစံနဲ့ကစားသူရဲ့ ကစားတဲ့ hand တစ်ခုနဲ့ positional play တစ်ခုနဲ့ပဲကောင်းကောင်းကြီးရင်ဆိုင်မယ်ဆိုတော့နီးပြမျိုးဖြစ်တယ်။သူ့ရဲ့ ideology မှာကက pass and move ပဲ။ So pass move pass move ဒီလိုပုံစံမျိုးဒီလိုမျိုး pass pass တွေမပရှိဘူး move တွေ pass နဲ့ move နဲ့တွဲထားတာမရှိဘဲနဲ့ရွေးပဲရွေးရှားနေတဲ့ defensive shape ဆိုတာကဖက်ဂွာဒီယိုလာရဲ့ ideology နဲ့အရင်ကြီးမသက်ဆိုင်လောက်။ဒါပေမဲ့ဂွာဒီယိုလာကကြောင်းလေပြင်လွယ်ရှိတဲ့နီးပြမျိုးဆိုတာကိုဒီမှာဒီဟာဒီမှာမြင်ရတယ်။ဆိုတော့ ဂွာရီယိုလာကပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့မှကစားကွက်ကိုပြောင်းလဲနေပြီလားဆိုတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင် Manchester City ကဒီမတိုင်ခင်မှာဆိုလို့ရှိရင် Brighton နဲ့ကစားခဲ့တဲ့ပွဲ Brighton နဲ့ကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် Manchester City အနေနဲ့အရန်ကြီး result ကောင်းခဲ့တာမဟုတ်ဘူးရှုံးနေခဲ့တယ် Brighton ကိုဒါပေမဲ့ Brighton က Manchester City ကိုအရင်ထူးထူးချွန်းချွန်းပြောင်ပြောင်မြောင်မြောင်နဲ့အောင်မြင်သွားတာလားနိုင်သွားခဲ့တာလားလို့မျိုးလို့ရှိရင်လည်းအဲ့ဒါလိုမဟုတ်ပြန်ဘူး မန်ချက်စတာစီးတီးရဲ့အဲ့ဒီဘွဲကကစားဟန်ကိုအရင်ဆုံးကြည့်မယ်လို့ရှင်ရင်ဘရိုက်တန်အသင်းကသူတို့ရဲ့ဆန်ဒရယ်ဆိုမှသလို့ရှင်ရင်တစ်တစ်လက်လက်နဲ့တဲပြီးတော့မှကစားလေးရှိတဲ့အသင်းမျိုးအဲ့ဒါလိုအသင်းမျိုးကိုစိုးမိုးနိုင်ဖို့အတွက်ဆိုလို့ရှင်မန်ချက်စတာစီးတီးကသူတို့ရဲ့ဖူးဘက်ကစားသမားတွေကိုအသုံးပြုခဲ့တယ်ဖူးဘက်ကစားသမားတွေအဖြစ်နဲ့အဲ့ဒီရဲ့ဘရိုက်တန်ရဲ့ဘွဲမှာအသုံးပြုခဲ့တဲ့ကစားသမားတွေကတော့နော်ရနီရဲ့နူနက်စ်ကအဲ့ဒီကစားသမားတွေရဲ့ ဟိမတ်ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် white area တွေမှာရှိနေတာကိုတွေ့ရလိမ့်မယ်ဆိုတော့ပြောချင်တာက white area တွေက fullback ကစားသမားတွေက overlapping တွေတက်ပြီးတော့မှ queen တစ်ကွင်းလုံးကိုအပိုင်းစားယူထားမယ်ဆိုတဲ့ပုံစံမျိုးပဲဒါကပြိုင်ဘက်ပေါ်မူတည်ပြီးတော့မှ guardiola ကဒီအားစီမှာပြောင်းလဲလာတဲ့ပုံစံအာဆင်နယ်နဲ့ပွဲမှာ fullback ကစားသမားတွေအရင်ကြီးတက်တာကိုကျွန်တော်တို့ငင်တွေ့ရမှာမဟုတ်ဘူးဒါအပြင်ကို manchester united ရဲ့ပွဲမှာဆိုလို့ရှိရင်လည်း pep guardiola ရဲ့ဒီ winger ကစားသမားတွေကပို့ပြီးတော့မှအတွင်းထဲကိုဝင်ပြီးတော့မှဒီ ဟက်စပီဒီကိုတိုက်ခိုက်သွားနိုင်တာကိုတွေ့ရလိမ့်မယ်ဆိုတော့ Brighton ရဲ့ဘွဲမှာလည်းထို့အတူပဲဖူးဘက်ကစားသမားတွေကတောင်ပန်း white area တွေကိုတောင်ယူရဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဝင်းဂိုကစားသမားတွေကအတွင်းထဲကိုဝင်ပြီးတော့မှ space ချပေးတယ်ဒီပုံစံက Manchester City စီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီကမြန်မြန်ဆဆာ မမြင်တွေ့ရတဲ့အနေထားမျိုးလို့ပြောရလိမ့်မယ်။ပြန်ဖို့ပေါ်မူတည်ပြီးရေရှားမှုပေါ့နော်။ဆိုတော့ဒီမှာဆိုလို့ရှိရင် Manchester City ရဲ့နေရာယူမှုကိုတစ်ချက်တွေ့ရလိမ့်မယ်လို့ထင်တယ်။ Manchester City ကဒီမှာ RCB RCB စကူဒီအွန်ဖီမာရှိနေကစားသမား၁၀ယောက်လုံးကရှေ့ကိုတက်ပြီးတော့မှ White Area မှာလည်းဖူးဘက်ကစားသမားတွေကနေရာယူထားတယ်။ဘာကြောင့်မို့လို့ဒီလိုအကုန်လုံးတက်ပြီးတော့မှဖိရတယ်ဆိုလို့ရှိရင်တော့အရေးကြီးတာက Brighton ကချစ်ချစ်လေးလေးနဲ့ဒီ block ကိုကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်လို့ပြီးတော့လို့ရှိရင်သူတို့က ဖက်စင်းနေပဲကစားနေတဲ့အသင်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ဒီကောင်တာအထက်ကိုအရင်ကြီးစိုးရင်ကြမလိုခဲ့ဘူးလို့ဖက်ကွာရီယိုလာယူဆခဲ့ပုံရတယ်ဒီတော့ကြောင့်ဒီလိုမျိုးကစားတာမန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာတော့အဲ့လိုမဟုတ်ဘဲနဲ့ပုံစံတစ်မျိုးနဲ့ချင်းကပ်လာခဲ့တယ်ဖူးဘက်ကစားသမားတွေကအရင်ကြီးဒီပွဲမှာလောက်အရင်ကြီးရှေ့မတက်ဘူးပြီးတော့လို့ရှိရင်ဝင်းကကစားသမားတွေကအတွင်းထဲကိုနည်းနည်းလေးပိုဝင်လာတယ်ဒါလိုမျိုးပုံစံတွေကိုဖက်ကွာရီယိုလာတုံးချလာတယ်ဆိုတော့ဆိုတော့အာဆင်နယ်ရဲ့ပွဲမှာလည်းဘာကြောင့်မလို့၅ရောက်တန်းခံစေကစားရလဲဆိုတဲ့အကြောင်းအရာကရှင်းလင်းသွားလိမ့်မယ်လို့ထင်တယ် မန်ချက်စတာစီးတီးကအာဆင်နယ်အသင်းကအဲဆေးကိုထည့်ပြီးတော့မှဒီဟက်စပေ့တွေကိုတိုက်ခိုက်ဖို့လုပ်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းရဲ့ defenses အာဆင်နယ်အသင်းရဲ့ attacking တွေကိုတားဆီးနိုင်ဖို့အတွက်ဒါမျိုးပုံစံ၅ရောက်တန်းခံစင်ကစားခဲ့တာအဲ့တော့ဒီလောက်ထိအရှင်ကြီးရှင်ပြလာခဲ့ပြီဆိုလို့ရှိရင်ဂွာဒီယိုလာကခန်းစစ် mindset ကိုပြောင်းလဲတာလားကြံဘက်ပေါ်မူတည်ပြီးတော့မှပြောင်းလဲနေတာလားဆိုတာကိုရှင်းလင်းသွားလိုက်မယ်လို့ထင်တယ်ဆိုတော့ဂွာဒီယိုလာကကြံဘက်အသင်းပေါ်မူတည်ပြီးတော့မှဒီဟာဒီမှာအမျိုးမျိုးပြောင်းလဲပြီးတော့မှကစားလာလိမ့်မယ်ဆိုတော့ကိုမြင်နေရတယ်ဆိုတော့ ီးမီးယားလိမှာလက်ရှိလောလောဆယ်9ပွဲရှိသွားပြီဒီ9ပွဲမှာမန်ချက်စတာစီးတီးကတွင်းကို6ကိုရှိတယ်ပေးကို9ကိုရှိတယ်ဘစ်ချန်14ချိန်နဲ့ပရီးမီးယားလိမှာဒုတိယအများဆုံးတင်ဒါပေမဲ့လက်ရှိမန်ချက်စတာစီးတီးရဲ့ result တွေမကောင်းဘူးဆိုတာသိကြတယ်အဲ့ဒါတွေကလည်းဘစ်ချန်ကအချိန်ကြီး6ချိန်ခေါင်လွဲပြီးသွားပြီဒါကပရီးမီးယားလိမှာအများဆုံးပမာဏပဲဖြစ်တယ်ဒါအပြင်ကိုမန်ချက်စတာစီးတီးမှာတီးတလာမြန်လာရတာကဘာတွေလဲဆိုတော့ dribble နဲ့ ဆက်ဆက်ဖူးတွေဘယ်ကတပွဲပြက်မြ30တသမ4ချိန်နဲ့ Premier League မှာဒုတိယအများဆုံးအသင်းက Manchester City ပဲအရင်တော့က Passan Move Passan Move ဆိုပြီးတော့မှပြောလာတဲ့ဘောလုံးပေး၍ဘောလုံးပေးပြေးဘောလုံးပေးပြေးဆိုတဲ့အနေထားကနေအခုဆိုလို့ရှိရင် Dribble တွေကိုအားကိုးတဲ့ပုံစံလိုမျိုး Manchester City ကိုပြီးပြီးမင်းနေရပြီပြီးခဲ့တဲ့ရာသီမှာတော့ကတော့နည်းနည်းလေးအာ ဒီလိုပြ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 မဟုတ်ဘဲနဲ့နည်းနည်းလေးဘယ်ဘက်ကိုသွားချင်းမလို့လို့ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဆိုပေမဲ့ဒီရာစီမှာတော့ပြ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 ပဲအရန် normalize ဆန်နဲ့ Manchester City ကိုမြင်ရလိမ့်မယ်။ဒါအပြင်ကိုအမြင့်ချုပ်ကတော့ Manchester City ကပြန်ဘက်ကိုမူတည်ပြီးတော့မှကစားလာနေပြီဆိုတာပဲ။ Premier League မှာအရင်ဆုံးကဆိုလို့ရှိရင်ပတ်စဉ်နေအများကြီးထုတ်ရရှိတဲ့ Manchester City ကဒီသာဒီမှာသလို့ရှိရင်အစဉ်အချိန်ကြီးတော့က2559ချိန်နဲ့ပရီးမီးယားလိဂ်ရဲ့အဆင့်6နေရာမှာပဲရှိတယ်။အဲ့ဒါကဘာကို ပြောချင်တာလဲဆိုတော့ဒီတခုတည်းဥမာကွာမန်ချက်စတာစီးတီးကဖတ်စဉ်အချိန်ရေအတွက်2559ချိန်နဲ့ဆင်း6ဆိုတာမြင်သာစီမဲ့ချက်လက်မဟုတ်မန်ချက်စတာစီးတီးကဖတ်စဉ်ပြီးတာတွေအရင်နေလာပြီးဖတ်စဉ်တွေအများကြီးနဲ့ဖတ်စဉ်ပက်တန်တွေနဲ့ဒီဆောက်တဲ့အသေးမျိုးမဟုတ်တော့ဘူးဆိုတာကိုယာဒီတိုင်းနဲ့ရှင်ပြီးပြောမယ်ဆိုလို့ရှိရင်23-24မှာတပွဲပြတ်များမန်ချက်စတာစီးကပက်စဉ်6.26.4ချိန်လောက်တယ်ဒါပေမဲ့2024-25ပြီးခဲ့တဲ့ယာဒီမှာတော့942ချိန်ပဲလောက်တော့တယ် ဒီရာသီ2025 26မှာ Manchester City ရဲ့တပွဲပြိုင်မှ pass က၄ရက်နှစ်ကြိမ်ခီသီးသွားကြဆင်းသွားတယ်။ Manchester City ကလောင်ဘောတွေကိုပို့ပြီးသားပြေးလာပြီးလောင်ဘောတွေနဲ့ကစားလာနိုင်နေပြီဆိုတဲ့အတိတ်ပဲပဲ။ဒီရာသီမှာ Manchester City ရဲ့ BF face ကအရင်နှောင်းကလူမျိုးအာ325တို့316တို့ဆိုတာခဲ့244ဆိုတဲ့ hand မျိုးဘက်ကိုပို့ပြီးမှဆန်နေပြီ244မှာတော်လို့ရှင်ဖူးဘက်ကစားသမားတွေက overlap တက်မယ်အာ ဒီကွန်လက်ကစားသမား2ယောက်နဲ့ပေါင်းမယ်တိုက်ဆက်မှာဆိုလို့ရှိရင်လည်းဒီမစ်ဖီကကစားသမားတယောက်ကတိုက်ဆက်ကိုပေါင်းမယ်ဆိုတော့ပုံစံမျိုးနဲ့244ဆိုတဲ့ဟန်မျိုးဘက်ကိုမန်ချက်စတာစီးတီးကချင်းကပ်နေတာကိုမြင်ရတယ်ဆိုတော့မန်ချက်စတာစီးတီးရဲ့အကြောင်းအရာတွေကဒီယာဒီမှာဆိုလို့ရှိရင် formation ရဲ့ adjustment တွေအများကြီးကိုမြင်လာတယ် formation ရဲ့ adjustment လုပ်လာတာတွေအများကြီးပဲဆိုတော့က BFS မှာဆိုလို့ရှိရင်လည်းအာ244နဲ့ကစားတာမျိုးဒါပြီးတဲ့အချိန်မှာ versus ကိုဦးတည်တဲ့ပြိုင်ဘက်ကစားသမားပေါ်ပြိုင်ဘက်အသင်းပေါ်မှာမူတည်တဲ့ခံစစ်ကစားဟန် 541ဆိုတဲ့ပုံစံမျိုးတွေကိုလည်း Manchester City မှာ formation adjustment တွေကိုမြင်လာရတယ်။ဒါအပြင်ကို attacker ကစားသမားတွေရဲ့ defensive role တွေကိုလည်းမြင်လာရတယ်။အလန်ဟာလန်လိုကစားသမားမျိုးနဲ့541ဆိုပြီးကစားတဲ့နေသားတစ်ခုမှာဟာလန်ကအရင်တုန်းကလိုမျိုး high pressing ကြီးနဲ့အရန်ကြီးတက်ပြီး pressing ပေးမဲ့အစားသူက pressing line ကိုကောင်းကောင်း control လုပ်နိုင်တဲ့နေသားတစ်ခုနဲ့လိလုပ်ပြီးတော့မှ pressing ပေးနေတာတွေကိုမြင်လာရတယ်။ဆိုတော့ အထက်ကကစားသမားတွေရဲ့ defenses ကိုကအရင်ရေးပါလာတယ်။ဒါအပြင်ကို sub play တွေမှာအာယုံဆိုင်လာနိုင်တာ။ Manchester City အသင်းက Arsenal နဲ့ပွဲမှာသလိုရှိရင် corner 17ချိန်ပြီးရသည့်တိုင်အောင်ပေးကိုမရှိခဲ့တာက Manchester City ကဘလောက်တော့မှ sub play တွေမှာအာယုံဆိုင်လာတယ်ဆိုတာကိုတိတာထင်ရှားစေလိမ့်မယ်။အာဆင်နယ်အသင်းရဲ့ဆပ်ပလေးကပြီးခဲ့တဲ့ရာသီမှာ၁၀ချိန်တိုင်းမှာသင်္ဂိုတကူရနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့တယ်။ဒါပေမဲ့မန်ချက်စတာစီးတီးကတော့အဲ့ဒါကိုကောင်းကောင်းတားဆီးနိုင်ရဲ့လို့ပဲပြောရလိမ့်မယ်။ကိုသမားကို အာနေရပြီးတာဂိုသမား punch လုပ်ဖို့အတွက် space ပေးတာဒါမျိုးပုံစံနေဒီမှာတို့ရှင်ဂိုသမားကိုဒီ pressure ပေးလို့မရအောင် cover လုပ်ထားတာဒီအများကြီးပဲ Manchester City စီမှာဒီရာဒီက normalize sun နဲ့ပြိုင်ဘက်ပေါ်မူတီဗီကစားတတ်တဲ့ဖက်ခွာရီယိုလာကိုမြင်ရလိမ့်မယ်လို့ပဲကျွန်တော်ကတော့ပြောခြင်းတယ်ဆိုတော့ဖက်ခွာရီယိုလာရဲ့ archaeology လုံးဝချင်းချသွားလားဆိုလို့ရှင်တော့ nope ဖက်ခွာရီယိုလာကအနည်းတန်းရှေ့ကိုရောက်နေတဲ့နီးပြတ်တယောက် အမေရိကန်ဤဘာမှာလက်ရှိ revolution တစ်ခုလုံးမော်ရန်ဘောလုံးလောကကြီးမှာဖက်ကွာရီယိုလာရဲ့ positional play နဲ့ပဲကစားနေတဲ့နီးကြရီများလာတဲ့အချိန်မှာကွာရီယိုလာကဒီထဲကနေအပြင်ထွက်ပြီး honor box တစ်ခုနဲ့တန်ပတ်အပေါ်မူတည်ပြီးကစားတဲ့ပုံစံတစ်ခုကိုကွာရီယိုလာကချင်းကပ်လာတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဘာဒီဘလူးဆက်လုပ်ပြအောင်မလဲဆိုတာကတော့စောင့်ကြည့်ရလဲအောင်ပဲပြီးခဲ့တဲ့အတိတ်ကာလလွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကိုပြန်ပြောမယ်ဆိုလို့ရှင်ရင်တော့ ဟာဂွာဒီယိုလာကြီးဒီလိုလောပါလိမ့်မယ်လို့ပြောလို့ရှိရင်တော့ဘယ်သူမှယုံကြလိမ့်မှာမဟုတ်ဘူးဒါပေမဲ့ဘောလုံးလောကရဲ့ tactical diversity တွေကအရန်ကိုညားပြလာတဲ့အတွက်ကြောင့်မလို့ဒီ diversity တွေထဲမှာကျွန်တော်တို့ပျော်ဝင်နိုင်တဲ့ပျော်ဝင်နေပါတယ်ဆိုတဲ့ပုံစံမျိုးကိုဂွာဒီယိုလာပြသလာခဲ့ပြီအဲ့တော့ဘာတွေဆက်ပြမလဲဆိုတော့စောင့်ကြည့်ရလိမ့်မယ် Premier League ရဲ့ tactical training တစ်ခုလုံးက defenses ကိုဦးတည်သွားမှလား ပရီးမီးယားလိဂ်မှာလက်ရှိလောလောဆယ်ဟိုက်ပရက်စ်နဲ့ကစားပါတယ်တို့ BFA တို့ဒါဒီအားလုံးကဂွာဒီယိုလာရောက်လာပြီးနောက်ပိုင်းနဲ့မှာမှပရီးမီးယားလိဂ်မှာခက်စားလာခဲ့တာပြင်ကျင်လာခဲ့တာအခုဂွာဒီယိုလာက defensive mindset ဒါအပြင်ကိုအဲ tactical ဘိုင်းအရာ formation adjustment တွေလောက်လာတဲ့အချိန်မှာပရီးမီးယားလိဂ်မှာဘာဖြစ်အောင်မလဲပေါ့သူတို့စောင့်ကြည့်ရလဲဦးမှာပဲအဲ့တော့ဒါကဂွာဒီယိုလာသူ့ရဲ့ ideology ကိုပြောင်းလဲသွားပြီလားဆိုတော့အမြင်ဘက်ကနေပြောမှဆွေးနွေးထားလားကျွန်တော်တူတဲ့ရဲ့ဖြေကတော့ဂွာဒီယိုလာက ြိုင်ဘက်ကငူတီပြောမှာကစားလာပြီးဒါအပြင်ကိုထက်တီကဒိုင်ဗာစတီတွေအများကြီးကြားထဲမှာဂွာဒီယိုလာကပျော်ဝင်လာပြီးပို့ပြီးရောမှာဂွာဒီယိုလာကိုဂွာဒီယိုလာမဆန်တဲ့ပုံစံနဲ့မြင်ရတော့မယ်ဆိုတော့အမြင်မျိုးပဲကျွန်တော်နားမှာရှိရလို့ပဲပြောရလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့အဲဒါကဂွာဒီယိုလာရဲ့အကြောင်းဂွာဒီယိုလာရဲ့ထက်တီကအကြောင်းတွေကို discuss လုပ်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပဲထပ်ပြီးရောမှာတွေ့ကြရပါဘော